လက်ဖက်ချောက်က၃မျိုးရှိတယ်နော်ပိုးထိပ်ကနုနုလေးတွေက white tea လို့ခေါ်တယ်မှတ်ထား white နော် w h i t e white အဖြူအောင်နော်နုနုလေးတွေနော်အလဲကဟာ green tea ကြားဘူးတယ်မလား green tea နော်ပိုးအောက်ဆုံးကအရင်နေက black tea နော် tea က၃မျိုးရှိတယ်နော်မှတ်ထားအခုကဲတို့ပြောမယ်ရင်ွေးချမ်းတောက်ရင်ွေးချမ်းလည်းတောက်တယ်အချိုလည်းတောက်တယ်နော်ဒီတိုင်းပြည် အဲ့တော့များသောအားဖြင့်တို့တွေတောက်နေတယ်ရင်းနှွေးချမ်းဟာ black tea အရင်အရင်နေလေများသောအားဖြင့်နော်အရင်ဟာသူ့ရဲ့တီးရဲ့အာနိသင်တွေကတော့ရှိတယ်သို့တော်လည်းပဲမကောင်းတဲ့အချက်ကလေးကဘာလဲဆိုတော့ဒီ black tea ကိုပြောတာနော်အရင်နေပြောတာဘာလဲဆိုတော့ तू ကဒီတစ်ပင်မှာအကြာကြီးပဲနေရတယ်ရင်းနေအထီထားတယ်လေအဲ့တော့ဘာ तू ကဘာတွေအရန်ဓာတ်တွေများလဲဆိုတော့မြေကြီးတဲ့က ဖလိုရိုက်နဲ့အလူမီနီယမ်နဲ့မန်ဂနီးစ်နဲ့အရန်များတယ်အဲ့ဒါတွေကအုံနောက်ရဲ့အစိတ်ပဲနော်အဲ့ဒီတော့လက်ဖက်ရည်ကျန်းတောက်ရင်နော်တက်နိုင်ရင် green tea ကိုတောက်ဒီတဲ့ပို့ပြီးတော့ရနိုင်နေဆိုရင်နုလေးတွေလေ white tea ကိုတောက်ကြနော်လက်ဖက်ရည် itself ကလည်းအာနိသင်ရှိတယ်သို့တော်လည်းပဲ black tea တွေနင်းကန်တောက်ရင်ဘယ်လိုဖြစ်လဲဆိုတော့ဒီမလိုအပ်တဲ့နော် side effects ရှိတယ်နော် ။နောက်အထူးသဖြင့်တချို့တွေကြတော့လေတီးတောက်ရင်တံပြာသီးလေးထည့်လိုက်ကြတာ။နော်လက်မန်ပေါ့နော်။တံပြာစိတ်ကလေးကိုထည့်လိုက်ကြတယ်။အဲ့ဒါမလုပ်နဲ့နော်။ဘာကြောင့်လဲဆိုတော့ဒီတံပြာသီးကဗိုက်တာမင် C နော်။ဒီဗိုက်တာမင် C ကဒီမကောင်းတဲ့ဓာတ်တွေ absorption ကိုသူကတအားမြင့်ပေးတာ။အဲ့တော့ကိုကနည်းနည်းရမှာတောက်လိုက်လို့ရှိရင်တံပြာသီးထည့်လိုက်ရင်ဆယ်စားလောက်ပူရ။နော်အဲ့တော့အဲ့ဒီအချင်းရှိရင်လည်းဖြောက်ကြနော်အဲ့ဒါနောက်ပြီးတော့ဒီ ဟိုအချိုတောက်တာကိုပြောမယ်နော်အချိုတောက်တာကလည်း black tea ပဲနော် black tea ဆိုတော့ကိုကသိပြီ black tea ကငကိုတွေကနော်အုံနောက်ရဲ့အဆိပ်တွေပါပြီနော် fluoride magnesium aluminum တွေအများကြီးပါတယ်နောက်ပြီးတချို့ tea တွေကညီရဲနေတာပဲနော်အယောင်ဆိုးဆေးလည်းပါရင်ပါမယ်ဘာလို့ဆိုတော့ဒီသဘာဝအားဖြင့်ဒီဟိုကလက်ဖက်6ကဒီကြောင်မဟုတ်တာစဉ်းစားကြည့်ဟုတ်လားမဟုတ်လားဒီအမီအောင်မဟုတ်တာလက်ဖက်6ကနံပါတ်1စိုးစိ ဟောမှာအစိတ်တခုသွားလို့နော်နံပါတ်1ဟာချိုးချိုးလာပါလဲရှယ်လာပါလားဒီမှာခေါ်တာလीနော်